မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ကုစင်ကတော့ဟိတေတီဆရာတော်ပါ။ဒါမိမိတို့ရဲ့ဆွေတော်မျိုးတော်များတီတော်မှာလည်းရှိနိုင်တယ်၊ YouTube မှာလည်းရှိနိုင်တယ်၊ Facebook မှာလည်းရှိနိုင်တယ်လို့ယူဆပြီးတော့မှကိုကဆွေမျိုးများကိုဒါတရားမဲ့ပုံမဲ့နီလေးကိုလေးမဲ့တယ်လို့ ီလိုမျိုးတရားမှတ်ရတယ်ဆိုတာကိုနော်ရှောင်းမနိစာလောက်ပြောပြနေတာပါ တရားလည်းမဟုတ်တတ်ပါဘူးအရှိကြီးလည်းမဟုတ်ပါဘူးနော်ဒါအရှိကြီးဆိုရင်လည်းလူတွေကနားမထောင်ပါဘူးရှောင်းမနိစာနဲ့တိယောက်အောင်တိယောက်အောင်ဆိုတာကကိုကမလုပ်လဲတရားမှတ်တယ်ဘလို့မှတ်လဲမှတ်တဲ့အခါ နော်အတန်တွေထွက်နေတယ်အဲ့ဒါကိုသိပေးရတယ်အနော်အတန်အပြူတာသိပေးရတယ်အတန်ရတာသိပေးတယ်နောက်ထောင်နေတဲ့လူကဘလို့မှတ်လဲကြားတယ်အတန်ရတယ်နောက်တစ်တန်ကြားတယ်ဒီကဖုံးဖုံးအတန်ဆုံးတာနဲ့ငက်ကလေးအတန်ကြားတယ်နော်ပရိတ်တွေမြေတန်ကြားတယ်ပြီးတော့ပန်ကာတွေလေတန်ကြားတယ်နော် ဒါကိုအတန်ကိုကိုက စိတ်ကိုပိတ်ဆို့ပံမှာနေအောင်စောင့်ကြည့်နေတာဖြစ်ပါတယ်နော်တရားဆိုတာသီလသမာဓိပညာဖြစ်တဲ့အတွက်ဒါပညာအလုတ်ဖြစ်တဲ့အတွက်ဉာဏ်အလုတ်ပညာအလုတ်ဉာဏ်အလုတ်ဖြစ်တဲ့အတွက်ဉာဏ်နဲ့ပဋိဌာပြီးတော့မှစောင့်ကြည့်နေရတာဖြစ်ပါတယ်စောင့်ကြည့်နေတော့စိတ်တွေဟာ မငြင်းနွမ်းတော့ဘူးပေါ့မဟုတ်ရင်စိတ်ညစ်တယ်စိတ်ညစ်နွမ်းတယ်ဆိုတာကိလေသာတွေကတောင်းချမ်းနေလို့ဖြစ်ပါတယ်အဲ့ဒီကိလေသာဆိုတာစိတ်ကိုညစ်နွမ်းစေတယ်တရားတွေမဖြစ်အောင် ကိုကအမြဲတမ်းစောင့်ကြည့်နေတယ်ကြားတာဒီပေးတယ်စိတ်ကူးတယ်ဒါစိတ်ကူးတာဝတိပေးတယ်ဒါငါမဟုတ်ဘူးဒါကြံတွေးစရာနဲ့မနှောနှံတိုက်လို့ကြံတွေးစိတ်ပေါ်လာတာခဏနေသူပြီးတော့မှာပဲ ကိုကသာဝရလို့ချိန်မနေနဲ့ခဏနေရင်ပြီးတော့မှာပဲသိကြီးပူလောင်မှုတွေကို သိမခံစားလိုက်နဲ့မပူလောင်လိုက်နဲ့နော်စိတ်ကူးတွေနဲ့မပူလောင်လိုက်နဲ့ပြီးရင်လည်းပြီးတော့မှာပါပဲဖုံဖုံပြောတော့လွေလိုက်တာလို့တပည့်တော်အမားတို့ကဒီမှာစိတ်ကူးတွေနဲ့ရှုပ်ရှက်ခတ်နေတာလို့ဟိုလုံးရမလားဒီလုံးရမလားနော်စာဝဲနေရရှာရတာမလွေဘူးဗျာ အဲ့ဒီရှုပ်ရှက်ခနေတဲ့အထေးမှာမရှင်းအောင် ကိုကမတူတဲ့သဘောကိုအနှိမ့်စဒီပိနေရမှာဆင်းရဲနေပါလားလို့ဒီပိနေရမှာဒုက္ခအဲ့ဒါကိုလိုချင်တိုင်းမဖြစ်ပါလားဆိုတဲ့အနတ္တအဲ့ဒါကိုပဲကိုကမှတ်နေရတာတရားဆိုတာမျက်လုံးဖွင့်လို့နော်မျက်လုံးမိတ်လို့မဟုတ်ဘူးမျက်လုံးမိတ်တာတယ်ဆိုတာကသမာဓိကိုပထမအနေနဲ့ထူထောင်တာပေါ့ လောကစကားနဲ့ပြောရင်ကလေးပဲရှိသေးလို့မျက်လုံးမပွင့်တတ်သေးလို့မျက်လုံးမိတ်တာမျက်လုံးဖွင့်တတ်ပြီဆိုရင်နေနေကြည်လာပြီပေါ့လေမျက်လုံးဖွင့်ပြီးတော့တရားမှတ်တတ်ပြီ မျက်လုံးဖွင့်ပြီးတော့ဘလို့မဲ့လဲ TV ကြည့်ပေါ်မိုးတလင်း တီဗီကြည့်နေတော့တရုပ်ပြောင်းတယ်နောက်တရုပ်ပေါ်လာတယ်ပြောင်းတယ်နောက်တရုပ်ပေါ်လာတယ်ပြောင်းတယ်အဆင်းပဲဒီပေးနေအဆင်းလေးတွေမတူဘူးခဏခဏတစ်ခုပြောင်းတယ်ပြောင်းတယ်ဒီပေးနေအဲ့ဒါနီလန်းလေးပေါ့နော်ဥပမာဖုံဖုံနဲ့ဖုံဖုံတစ်ပါးရေလူတစ်ယောက်ရေတကတစ်ယောက်ရေသုံးယောက်နှစ်ပါးနဲ့တစ်ယောက်ဖျားဖူးထွက်ကြတယ်နော် ရွှေတကုံစီဒီရင်ပြေမှာလမ်းလျှောက်နေတော့ကိုဟာကိုကိုကညာလန်းရင်ညာလန်းနေသည်ဘေလန်းရင်ဘေလန်းနေသည်ဟိုဖုံကြီးနဲ့အဲ့ဒီတကားနဲ့ပြောနေတယ်ပြောနေပါစေပြောနေတာကိုဖုံဖုံစကားထွက်လာတယ်ဟိုဖုံဖုံစကားကရက်တယ်ဒီကတကားပြောတယ်တကားစကားကရက်တယ်သီးပိနေဟိုကဝင်မပါနဲ့အဲ့ဒီတကားနဲ့အဲ့ဒီဖုံဖုံပြောနေတာကိုသီးပိနေရင်နဲ့ကိုကလျှို့ဝက်တွေကိုမြင်လာတယ်နော် ဘလိုမျိုးလျို့ဝက်တွေပါတော့ဘုရားဆိုတော့ကိုကစိတ်ငြိမ်ပြီးတော့ငြိမ်နေတယ်နော်မယုံကြီးလေးချင်းကြည့်ပေါ့ဘုံဘုံတို့လေအဲ့လိုမျိုးလေးချင်းလို့အဲ့လိုမျိုးပြောပြနိုင်တာပေါ့ဘသူသိမလဲကိုချင်းနေတာကိုအခုဘုံဘုံပြောပြလို့သာ ကြားမှုတာလေကိုကလူတွေကကာမဂုံအာယုံတွေကို တခါတည်းတိုင်းပြီးထိုးပြီးတော့မှဝင်ချင်နေတာကိုအဲ့လိုမျိုးမဝင်နဲ့ ကိုကခက်ခော်ခော်လေးကိုကစောင့်ကြည့်တယ်အာတာပီဆိုတာနော်တော်တော်လေးဝီရိယကြီးကြီးကိုပြောတာအာတာပီတန်ပဇာနောဆိုတာသတိရှိန်တာသတိမာဆိုတာအာတာပီတန်ပဇာနောသတိမာဆိုတာ တော်တော်လေးသတိရှိန်ပြီးတော့ကိလေသာတွေကိုနှလုံးသားတွေမှာမကဲအောင်အသံတွေပေါ်နေပြီဒါတရားပဲအသံတွေပေါ်နေတရားအစင်းတွေပေါ်နေပြီမြင်နေပြီမြင်နေရင်လည်းတရားပဲ အမြင်တာကိုတရားမဟုတ်ဘူးလို့မတင်နဲ့ခန္ဓာနာလာမတရားမဟုတ်ဘူးခန္ဓာနာလာမတရားဆိုရင်နာအောင်လောရမှာပေါ့အရင်အဲ့လိုဖြစ်နေတယ်လေတရားဆိုတာအချိန်တိုင်းရှိတယ်စက္ကန့်တိုင်းရှိတယ်ဒါမြင်နေတယ်မြင်နေတာကိုသိပေးနေမတူဘူးမတူဘူးမတူဘူးမိုးတလင်းသာကြည်လိုက်တီဗီတီဗီထိုင်ကြည့်เนาะ YouTube ကိုကြည့်ဘလိုမျိုးပေါ်လာလဲတရုတ်ပေါ်လာတယ်ပျောက်တယ်နောက်တရုတ်ပေါ်လာတယ်ပျောက်တယ်နောက်တရုတ်ပေါ်လာတယ်ပျောက်တယ်ကိုနှလုံးသားတွေကက်လာ မကက်စီနဲ့အစင်းတွေပဲပြက်နေတယ်ပြက်နေတယ်ပြက်နေတယ်သီးပေးဖြက်ဖြက်ရှာအဲ့ဒါကိုဖြက်ရှာနေတာနှလုံးသားထဲမှာမဝင်အောင်နှလုံးသားထဲမှာဝင်ရင်တော့